မင်္ဂလာပါကျွန်တော်အောင်ကြည်တစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက္ကိုင်းအပိုင်း58ခုဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးအခန်း85တက္ကိုင်းရဲ့အာရကောကလော်သမားများလော်ဆွဲနေကြသည်ချွေများဆူဆွဲနေသည် စားစရာကိုနှွေးထားပါစားစရာအတီးများနှွာထားပါနှွေးပြောစရာတူတော့ရွာ စဘာရှူဝါအားထားစရာစပေပဲများမှု့ကျူ၏ပြန်လွန်များပြန်နေကြသည်အထက်ပါတငေတန်းဖက်စာကိုရွတ်ဆူလျက်စာအန်းနေတန်သည်ကျောင်းစာသင်ခန်းတစ်ခုအတွင်းမှထွက်ပေါ်လာခြင်းမဟုတ်ပါကုသခိုင်တဲငယ်အတွင်းမှနှိရှိရဲဘက်အကျဉ်းသာလင်းကြီးစာအန်းနေတန်ဖြစ်ပါသည်လင်းကြီးစာအန်းနေသည့်အဓိကအကြောင်းရင်းမှာလဲကုသခိုင်အာထုတ်ချက်တည့်ရပင်ဖြစ်ပါသည်လင်းကြီးကရိုက်မှုဖြင့် ထောင်ဒဏ်9နှစ်ကြာလာသူဖြစ်သူအသက်က24နှစ်ခန့်ရှိပြီသူကဖာတဆိုးဟုဆိုသည်ငယ်စဉ်ဘဝကိုမြည်စုကြိုဖြတ်လာသည်ကို အသေးစိတ်မသိစော်ညာဒေဂျာသည့်အချက်မှာ လင်းကြီးစာရေးစာဖတ်မတက်ချင်းပြီရဲဘက်အကျဉ်စကမ်းပင်ဖြစ်တော်လဲအလုတ်ဘုခွဲခြင်းအလက်ကျကင်းချိန်သတ်မှတ်ခြင်းစသည်တို့၌ရည်ရဖတ်တဲ့ယုံများတော့လူအပ်သည့်ဖြစ်ရာစာမဏေတော်လင်းကြီးမှာ လူမြတ်အံ့ဩเสียရာ ရေမိုးနောက်ပြောင်စရာဘဝရောက်ရရှာသည်လင်းကြီးတယောက်ထောင်ထဲရောက်ရခြင်းတရခံကရန်ကုန်မြို့တော်စီမံတာယာကြီးကော်မတီဂလုံးစီမံချက်ဖြစ်သည်1990ကျော်ကာလများကရန်ကုန်မြို့လယ်မှာလမ်းဘေးစည်းစိမ်များကိုဖန်ဆီးသည်စီမံတာယာရဲများဖြင့်ဖွဲ့စည်းထားသောဂလုံးအမည်ရှိစစ်စင်ရေးကိုပြုလုပ်ခဲ့ကြပူသည် လင်းကြီးအမေကလမ်းမတော်တန်စည်းတွင်ပန်းရောက်သည်ဆို၏လမ်းဘေးပြန်ကျစည်းတဲ့ဖြစ်၍ဂလုံးစစ်စင်ရေးတွင် လိုက်တန်းပြည်တဲ့ကစားကအသက်မီးဝန်းချောင်းရင်တကြိမ်တွင် မရှောင်မတိန်နိုင်ပဲဖမ်းခံရတော့သည်အဖမ်းခံရကြိမ်တွင်မိခင်ကိုဝိုင်းကူနေသော လင်းကြည်သည်လည်းအနီးအပါတွင် ရှိနေသည်ဖြစ်ရာအရင်ပြုံးမိအရေးကြောင့်ဖမ်းဆီးမိဂလုံးတို့ကိုရှ िख ုအတင်တောင်းမှန်တော်ညာအစင်မပြေရာမှစီပင်ရဲ့ဂလုံးတို့ကိုတွေ့ရတုတ်တုတ်ဖြင့်ရမ်းမိတော့သည်ဆိုပါသည် လင်းကြည်ကအရံမောင်းကောင်းကောင်းနဲ့တောင်တင်းကြက်ခိုင်သူဖြစ်ရကား သူ့ဒုက္ခမိသူစီဝင်ရဲနှစ်ဦးမှာအတွင်းလူနာဘဝရောက်ရသည်မှာလင်းကြီးထောင်တန်းခုနှစ်နှစ်ထိုက်တင်လာခြင်းဖြစ်သည်။စာမဖတ်တတ်သောလင်းကြီးတွင်တဘာဝတရားကြီးကပြည့်ရသောလက်ဆောင်ပေလုံးမသည်။ထူးခြားသောအချက်ကသူကြည့်ဘူးသောရုပ်ရှင်နှင့်ဗီဒီယိုစကားတို့ကိုခရီးစဉ်တွင်ကြအများနားဆိုင်ထောင်ကျင်လောက်အောင်တိုင်းဝိုင်းဖွင့်နေကပြော့ပြတတ်ခြင်းပေသည်။ကျွန်တော်တို့ရဲဘက်ရောက်ချိန်တွင်အဆိုပါလင်းကြီးတယောက်ရဲဘက်နေသားနှစ်နှစ်ကျော်ကရှိနေလေပြီ။ ကျွန်တော်တို့ရဲဘက်သို့ကိုသက်ခံရောက်လာပြီးနောက်တခုသောနေ့တွင် လင်းကြီးအိမ်မှလူကြုံပေးလိုက်သော စာရဆောင်ကိုကိုသက်ခံထံယူလာပြီးဖက်ပြခံရကိုသက်ခံကလင်းကြီးကိုအံဩတကြီးမေးလိုက်သည်ဟာကွာမင်းဒီရွယ်ရောက်တဲ့ဒီစာမဖတ်တဲ့သေးဘူးလားလင်းကြီးကစကားပြန်မရကိုသက်ခံရှိမှခေါင်းငိုက်ဆိုင်ချလျက်တုံနိပါဝီလုံနေသည်ကိုသက်ခံသည် အတန်ကြာမြငြိမ်သက်နေလိုက်ပြီး လင်းကြီးအားမိကွန်းထုတ်လိုက်ကြည်ဒါဆိုမင်းဥစ္စာတတလုံးမင်းဖက်ကျင်တဲ့စားတွေကို သူများလျှောက်ဖက်ခိုင်းနေတော့မလားကွာလင်းကြီးကတုတ်တုတ်မှမလုပ်ပြန်ကိုသက်ခိုင်ကပင်ဆက်၍မင်းကိုယ်တိုင်ကိုဖက်ကျင်တဲ့စားတွေကိုကိုယ်တိုင်မဖက်တတ်ချင်ဘူးလားကွာဟူသောအမေအဆုံးတွင် လင်းကြီးထံမှ စကားသံပြန်ထွက်လာသည်ကျွန်တော်အခုနေစားတဲ့ရင်တက်ပါတော့မလားဆရာကြီးရဲ့ဟာတက်တာပေါ့ကွာ စာရေးစာဖတ်ဆိုတာတိတ်ခက်ခဲတဲ့အလုပ်မှမဟုတ်တာဘယ်သူကကျွန်တော်ကိုဆွေးရှိရှင်နဲ့သင်ပေးမလဲဆရာကြီးရယ်ပူဆိုးတာကကျွန်တော်ကတနေ့ကုန်ဗုဒ္ဓဆင်းနေရတာလीဟေ့ကောမင်းသာတကယ်စာတတ်ခြင်းစိတ်ရှိပါစေငါကြည့်စီစဉ်ပါမယ်ငါကူတာမင်းကိုစာတင်မယ်လောကမှာအောင်မြောင်အားထုတ်မယ်ဆိုတဲ့စိတ်ချက်ရှိဖို့သာဗရဏပါဒါဆိုကျွန်တော်စာတင်နေတာပေါ့ဆရာကြီးဟာဟုတ်ပြီ မင်းကစားတယ်မင်းမင်းဘက်ကလည်းတကယ်တက်ချင်တဲ့စိတ်နဲ့အားထုတ်ပါကွာမင်းစားတက်ကူတက်ရစီမယ်လို့ငါအမှတ်ခံပါတယ်ထူမသည်လင်းကြီးတယောက်ညဘက်အိတ်ချိန်မတိုင်မီကိုသက်ခိုင်ချန်အောင်နားတွင်ကိုသက်ခိုင်ဤအာသုံးလုံးတင်နှန်းကိုစတင်တက်ရောက်ဖြစ်ပါတော့သည် တချို့နေရာများတွင် နေ့လယ်ပိုင်း၌လင်းကြီးကိုစားတင်နိုင်ရေးအတွက်အဆောင်တန်ရှင်းရေးဘုတ်တွင် တာဝန်ပေးရန်စကန်တာဝန်ခံဦးအေးနိုင်ကိုကိုသက်ခိုင်အကူအညီတောင်းရာ ဥယျာဉ်နိုင်ငံကလည်းသဘောတူလက်ရောသဖြင့်တင်ကြရေးမှာထင်သည့်တဲ့အဆင်ပြေလေတော့သည်ကုသခိုင်က သူဇနီးကိုတငယ်တန်းဖက်စာကနန်းတင်ကြစာအုပ်များမှာပြီးစနစ်တကျသင်လျာတလာခွဲကန်အကြတွင်လင်းကြီးစာတက်ပြီးဆိုသည့်သတင်းမှာရဲဘက်စကန်တစ်ခုလုံးတွင်နောက်ဆုံးပေါ်သတင်းတူဖြစ်လာတော့သည်ဤနေရာတွင် လင်းကြီးစိတ်ပဝင်စားမှုနှင့်ဇွဲနှဘဲကအတိမတ်ပြုလောက်သည် မိသူကမှဆက်ဆက်တိမခံတော့လင်းကြည့်သည်ကိုတက်ခံဤအော်အငေါ့ကျင်းမောင်းတန်ကိုမျက်ရည်ပေါက်ပေါက်ကြသည်အထိတင်းခံကစာရန်ခဲ့လေသည်အလုတ်တစ်ခုကိုဇောကတ်လှုပ်တဲ့တော့ကိုတက်ခံအကျင့်ကြောင့်လင်းကြည့်ခမညာနရင်အုတ်ခံရသည့်အကျင့်မောင်းလဲမနေအငေါ့ခံရသည်လည်းမရည်တွက်နိုင်ခဲ့ကြည်အများကလင်းကြည့်စာတက်ပြီးစူသောညာကိုတက်ခံကသူ့တစ်ဖက်ကိုအချို့စလုံးများကိုဂျောင်းဂျောင်းပြေးမဖက်တတ်သေး၍အာရကျင်းတဲ့ဟန်မပြား တငယ်တန်းဖတ်စာပြည်လျင်ပထမတန်းဒုတိယတန်းဖတ်စာတွေကိုဆက်တင်ရန်စီမံနေပြန်သည်ရဲဘက်တို့ဗိုလ်စင်းကြီးဖြစ်၍အဆောင်ပေါ်မှာတယောက်ထဲကျန်းနေကြသောကျွန်တော်သည်ပြင်းပြင်းရှိသည်နှင့်အဆောင်ရှိကရေကန်ကိုကွိပက်ခါကုသခိုင်တဲရှိရာသို့ကျွန်တော်လာတဲပေါ်မှာလင်းကြီးစာအန်တန်ကိုကျွန်တော်ကြားနေခဲ့ရခြင်းဖြစ်ပါသည်ကျွန်တော်တဲအတွင်သို့ရောက်တော့လင်းကြီးတယောက်ထဲသာရှိပြီးကိုသက်ခိုင်ကိုမတွေ့ရသည်နှင့်လင်းကြီး မင်းရဲ့ပေါမောက်ခါကြီးဘယ်သွားတော့ဦးကွာခုမေးလိုက်ရလင်းကြီးကဟာဦးမင်းတင်ဆရာကြီးကထောင်မှုအခန်းဘေးကအဆောင်မှာညီပုံဒီဆွဲနေတယ်ဗျမင်းကြည့်ရတာမျက်နှာလည်းမကောင်းပါလားဘာဖြစ်ပြန်တုံးကျွန်တော်အမေကလင်းကြီးကရုပ်ကြီးပြန်မဖြစ်ပဲအတန်ကြာငိမ့်နေပြီးမှမပွင့်တပွင့်ဖြစ်အခုလေးတွင်မယ်နရင်လေးငါးချက်ရက်ခံလိုက်ရတယ်လေဟာဘလို့ဖြစ်တာတော့ဦးကွာ စာမရလို့လားမဟုတ်ဘူးဗျကျွန်တော်လေးกว่าတစ်ချောင်းနဲ့ငှက်ပြနေတာတွေ့လို့ကောင်းกว่าကျွန်တော်လဲပြပြဆူဆူတဲတွင်းမှာထွက်ခါခလန်းလန်းနဲ့ရှိတော့ထောင်မှုအိမ်ဘက်ထွက်ခဲ့ပြန်သည်ထောင်မှုအိမ်ကခြေတန်းရှိအိမ်နှခမ်းတွဲဖြစ်၏ကိုသက်ခိုင်ကထောင်မှုအိမ်ကနေကလေးရအခန်းတွင်ရှိအလုပ်စပွဲတစ်ခုပေါ်တွင်ကွန်ပါခဲတံပီတံများနဲ့တယောက်တည်းအလုပ်ရှုပ်နေလေသည်အဆိုပါအခန်းကား စခန်းခွဲတည်သူအခြားအချင်းဦးစီးအရာရှိများလာရောက်သည့်အခါတက်ခုလေးရှိသောအခန်းဖြစ်သည်ခန့်ငန့်ညာညာမဟုတ်တော့ညာအခန်းမှာတန်ရှင်းတက်ရသည်ကိုသက်ခိုင်သည်သူ့ထုံးစံအတိုင်းအကောင်းစားတစ်စိတ်အဝတ်စားများနှင့်တည်သက်ကြနာစွာဝတ်ဆင်ထားလျာသူ့ကြည့်ရသည်မှာအပြစ်ကြအကျဉ်းသားနှင့်မတူဘဲအရာရှိတယောက်ရုံးတက်နေပုံနှင့်တူးနေလေသည်ကျွန်တော်တက်လာသည်ကိုကိုသက်ခိုင်မွန့်မကြည့်ဘဲလှုပ်လက်ဆလှုပ်ကူတာအာယုံဆိုင်နေသည် ကျွန်တော်ကသူစပွဲပေါ်ရှိတယ်လီဒီပနီဘောင်းချုပ်စာအုပ်ကြီးကိုတောင်းလန်မြောက်လန်လှုပ်ရင်းကိုစရာဘာဒီမြအလှုပ်ရှုပ်နေပြန်တယ်ရောဟုတ်ကျွန်တော်ကအတန်ပြုတ်မှမော့ကြည့်စီလာမယ့်နှစ်အတွက်စိုက်ပျိုးရေးစီမံချက်တွေပေါ့ဗျာလေခွက်မြေပုံတွေပါတွေ့နေရမယ်ဆိုလို့စူပါအောင်မြဘာကိစ္စထူးမြန်လို့တော့မထူးပါဘူးဗျာနေကင်းမဲ့အဆောင်ပေါ်မှာတယောက်တည်းဖြစ်နေလို့ပါဒါနဲ့အခု ခမရတဲ့မှာမိဖဲဒီမှာလာအိမ်နေသလားအေးဗျာအလုဇောကန်နေရနဲ့ဒီမှာအိတ်ဖြစ်နေရလေးငါညာရှိပြီထိုးစဉ်အသက်30ဝန်းကျင်ဧည့်သည်လင်မယားနှစ်ယောက်ကုသခိုင်နေကျွန်တော်ရှိရအခန်းပေါ်သူလေကားတင်များအတိုင်းတက်လာနေသည်ကိုတွေ့ရပါသည်အနည်းသူရောက်လျင်ဇနီးတဲ့မိမပြူသည်ကုသခိုင်ကိုတယူတည်ပုံစံဖြင့်ဆရာကျမမောင်လေးကိုတစိမ့်လောက်တက်တက်တတဖြစ်အောင်ကြီးစုပေးပါဆရာ ကုသခန်ကြီးစကားတစ်ခုမှပြန်မပြောဘဲထိုမိမ့်မပြူကသာစัจကြည့်နေလေသည်ထိုအမျိုးသမီးသည်ဝမှုယူကျိုးသောလေတံဖြင့်ကျမမောင်လေးကတခါမှထောင်မကြဘူးဟုဆရာရဲ့အခုဖြစ်တဲ့အမှုကလည်းလူငယ်ချင်းချင်းလက်ဖက်ဤဆိုင်မှာရံဖြစ်ကြတာပါသူနေရမယ့်၆လမှာအဆဆရရအစဉ်ပြေအောင်ဆရာစီကိုအထာကျင်ပါတယ်ကြားတဲ့လမ်းကြီးသာပြောပါဆရာမိမ့်မပြူကစัจကြည့်နေသောဂုဒ္ဒခိုင်နှကန်းဆုံသည် ပြုံးမြောင်မြောင်ဖြစ်သွားလျာတခုခုတော့လွဲနေပြီဟုကျွန်တော်စိတ်မှထင်လိုက်သည်ကိုသက်ခိုင်ကခပြုံးပြုံးပြင်မိကွန်းထုတ်လိုက်သည်ဒါနဲ့ခမရမောင်နမေကဘသူတဲ့လူများတက်နိုင်ဥပါဆရာอืมအသက်20တောင်မပြည့်သေးတဲ့ခြာတိတ်လေးပဲကျွန်တော်တွေးလိုက်ပါတယ်ဟုတ်ပါတယ်ဆရာဒါနဲ့ခမရတို့ကဘာလို့လုံးကြသလိုများကျမတို့ကစင်မလိုက်နားမှာလမ်းမီတက်စီဆိုင်ဖွင့်ထားပါတယ်ဆရာ ဆရာလမ်းကြုံရင်တက်စီဝင်ထဲပါဆရာဒါနဲ့ဆရာဆရာနဲ့ခမရကကျွန်တော်ကိုဘာထင်းနေလို့တော့ဆရာကဒီရဲဘက်စကန်းကတောင်ငန်ကန်ထောင်မှုမဟုတ်လားဆရာအိမ်ကိုပင်မစကန်းကလမ်းညွန်လိုက်တော့ပါဆရာလက်ဆော့တက်တော့ခမရလူမနေတာကိုကျွန်တော်ထောင်မှုမဟုတ်ပါဘူးဗျာကျွန်တော်ကရဲဘက်အကျဉ်းသားပါရှင်ဗျာတန်တော်အလံတကြားရေရွတ်လိုက်တော့အတန်တို့မှာ အဆိုပါမိမ့်မပြူလင်းခင်မွန်းထံမှတပြိုင်တည်းထွက်ပေါ်လာခြင်းဖြစ်လျာကျွန်တော်ပါရော့ရောင်၍ပြုံးမိသွားသည်မပြပါနဲ့ဗျာကျွန်တော်အကျဉ်းသားပါပဲဒါပေမဲ့ခမောင်မောင်ကိစ္စကိုအကြံပေးရရင်လိုင်းကြီးဝင်မှုတိတ်မလို့ပါနဲ့တပတ်တန်သည်နှစ်ပတ်တန်သည်စောင့်လိုက်ရင်ငွေအများကြီးမပေးရဘူးပေါ့ပူပူလောလောဆိုရင်မလူအဖက်ငွေကုန်းနေပါမယ်တခုရှိသေးတာကခမရုမောင်ဟာဒီစကတ်မှာတေချာပေါက်နေရမယ်ဆိုတာ ပြောနိုင်သေးဘူးအခုရောက်လာတဲ့ရဲဘက်တွေကနေစကန်းခွေနှစ်ခုထပ်ပြောင်းမှုရှိသေးတယ်ပြောင်းတဲ့ထဲပါသွားရင်နှစ်ခါကုန်ဖြစ်တော့မပေါ်မိမပြုတ်ထမဘာသမ်းမှထပ်မကြားရတော့ချိန်တွင် ခင်မွန်းတဲ့ဖြစ်သူသည်လာရင်ကိစ္စထက်ဂူတက်ခိုင်ကိုပုံမှုစိတ်ဝင်စားဟန်ဖြင့်ဆရာကအကျဉ်းသားသာပြောတယ်နေရထိုင်ရတာတော်တော်အဆင်ပြေတဲ့ပုံပဲဆရာဆရာလူသာနေရရင်ကျွန်တော်တောင်ထောင်ကြားလိုက်ခြင်းနဲ့ဆရာရဲ့ခုပြောလိုက်ရာ ကိုသက်ခိုင်ဒီမျက်နှာတစ်ချက်တီးလိုက်ရင်။ဩဒါကခမရကျွန်တော်အပြင်ပန်းကိုကြည့်ပြောတာပါလေ။ကျွန်တော်ကျင်တဲ့ကတော့ကောကိုခမရဘယ်မြင်နိုင်မှမလဲ။စူမတောင်းကောင်းပါဘူး။ဖြစ်ချင်းကောင်းတဲ့ဘဝမဟုတ်ပါဘူးဗျာ။အဆိုပါလင်မယားနှစ်ယောက်ကိုသက်ခိုင်ကိုနှုတ်ဆက်ပြန်သွားချိန်တွင်ကျွန်တော်တို့နှစ်ယောက်တိတ်ဆိတ်စွာကြံရင့်နေခဲ့သည်။ကိုသက်ခိုင်ဒီအင်ရှိကလင်ငယ်ဆိုင်ရ69ငိတ်ကြည့်နေ။ပြင်းကြီး6ကလေးရရှိသောအခြေအနေဖြစ်၍ ကျွန်တော်ကပြင်စကားမရှိစကားရှာလိုက်ရပါသည်ကုသကိုင် ခမားကရဲဘက်သားရောက်လာတာရုတ်ခန့်တော့ကြံသေးတယ်ဗျာရုတ်ခန့်နဲ့မကပါဘူးဗျာကျွန်တော်မှပြင်းပြတဲ့စိတ်တဲ့အခါမှာကြံပါသေးတယ်ခမားစောင့်ကြည့်ပါလေဒီလိုဘဝမျိုးကနေလွမြောက်အောင်ကျွန်တော်လုပ်ပြပါမယ်ဘဝမှာအတက်ကြကြုံရတာကျွန်တော်တယောက်တည်းမဟုတ်ပါဘူးခမားကိုကျွန်တော်ပြောမယ်ဆိုတော့ဖို့မော်တော်ကကုမ္ပဏီဥက္ကဋ္ဌ အယောက်ကိုကလူလူမျိုးတောင်ကျုံငယ်ဘူးတာပါပဲဟာဟုတ်ပြီဒီနေ့ကျွန်တော်စီထဲမှာတစကန်းလုံး6ကကဖြစ်နေတယ်လို့ခံစားနေရတာခမရဲ့အယောက်ကိုကအကြောင်းနောက်ထောင်စမ်းမရစီဗျာကျွန်တော်ခမရတောက်ဖို့ကော်ဖီမိတ်ဖြော်လိုက်ပါမယ်ကျွန်တော်ကပြောပြောဆူဆူအနီးနားရှိတပူထဲမှာရင်နှင်းနဲ့ရောဆက်ရန်စူပါကော်ဖီမုန့်တို့ကိုဖြီးနေစီမှာပင်ကုသက်ခံဒီတကယ်တော့အယောက်ကိုကဟာ1980ဝန်းကျင်က မေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးသူေကောင်တယောက်ပေါ့ဗျာဟုအစချီလျက်သူအားကြတော့အာယာကိုကာဤစကြောင်းကိုခင်းပါလေတော့ဒီအာယာကိုကာသူ့ဘဝဖြစ်စဉ်နဲ့သူကြော်လာရုံးကန်ရင်ဆိုင်ခဲ့ပုံတွေကိုအမေရိကန်ပြည်ထောင်စုတလောက်မှရှိတဲ့တက်တူကြီးတွေမှာပြောခဲ့တယ်ဗျာအာယာကိုကာတက်သစ္စာလူငယ်တွေကိုပညာပေးစစ်စော်လူတာကြောင့်သူ့ရဲ့အထုပ်ပတိစာအုပ်ကိုရေးတယ်မြန်မာခေတ်အမေရိကန်ပြည်ထောင်စုမှာ ရှင်သန်လှုပ်ရှားနေကြတဲ့စီးပွားရေးလုပ်ငန်းကြီးတွေရဲ့စိတ်ဝင်စားဖွယ်တိတ်တိတ်ရင်ဘူးရှင်ပြန်ရတဲ့လက်တွေ့တာရကတွေကိုနားလေစီခြင်းလို့ရေးတယ်လို့ဆိုသည်ဗျာအယာကိုကရဲ့ဖေနီကိုလာအယာကိုကဟာအသက်၁၂နှစ်သားအရွယ်1932ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကိုရောက်ခဲ့တဲ့ဗျာသူ့မူလဇာတိကတော့အီတလီနိုင်ငံ နေပင်မြို့နားကကမ်ပန်နီးယားမြို့နယ်ဆန်မာကိုမြို့လေဗျာနောက်တော့အမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီး အီတလီကိုပြန်တယ်။သူ့အမေနဲ့ဇနီးအင်တွိုင်းတဲ့ကူပါထက်ခေါ်လာပြန်တယ်။သူတို့မိသားစုဟာပင်ဆယ်ဗီးနီးယားပြည်နယ်အဲလင်တောင်မှာခြေချခဲ့ကြတယ်။အဲ့ဒီအဲလင်တောင်မှာပဲအာယာကိုကကြောင်းနေခဲ့တယ်။အာယာကိုကလည်းကျွန်တော်လူပါပဲဗျာ။တနေတကြီးကပြောင်းရွှေ့လာပြီးကျောင်းသားဘဝကိုဖျက်ချော်ခဲ့ရသူတွေရဲ့ထုံးစံအတိုင်းအနှိမ်ခံရအစဉ်တန်းခွဲခံရတဲ့စိတ်ပြတ်အာရုံစရာတွေကြုံခဲ့ရတာပါပဲ။ သူ့ပင်ကိုရည်ချင်းနေကြောင်းသူဟာ၆တန်းចောင်းသားဘဝမှာចောင်းသားခေါင်းဆောင်ဖြစ်ဝင်ရောက်ရှင်ပြန်ပြီးရွေးခံခဲ့တယ်။သူဟာသူ့ပြန်ဘက်ကိုနှမဲအကွာနဲ့ရှုံးနေခဲ့တယ်။သူဟာမဲပေါင်း20ကျော်ရပြီးသူ့ပြန်ဘက်က22မဲရတယ်။တကယ်တော့သူ့အတန်းမှာမဲပြရတဲ့ចောင်းသားဥကြီးစုစုပေါင်းက38ယောက်ပဲရှိတာမို့ကလင်ကကြည့်ကြခံရတာမဲခုခံရတာပေါ့ဗျာ။သူ့သူငယ်ချင်းတယောက်ကဒါကိုထောက်ပြလို့ အတမ်းမှန်ဆီယမကိုတိုင်ပေမဲ့ဆီယမကနောက်ဆက်တွဲပြဿနာတွေရှုပ်ကူမှဆိုးတာကြောင့်ဘယ်လို့မှအရေးတကြီးမလုပ်ခဲ့ဘူးလေဗျာဒါကြောင့်ကလေးရွယ်အာယာကိုကရဲ့ခေါင်းထဲမှာလူဘဝကြီးဟာအရာရာတရားမျှတမှုမရှိနိုင်ဘူးဆိုတဲ့အစွဲတစ်ခု ဖြစ်ကြံရစ်ခဲ့တယ်ဒါပေမဲ့အာယာကိုကဟာစိတ်မပြတ်ဇွဲမလျှော့ပဲဆက်ပြီးအထုတ်တာကြောင့်ခုနှစ်တန်းနဲ့ရှစ်တန်းနေမှာចောင်းသားကောင်းဆောင်ဖြစ်လာခဲ့ပြန်တယ်ကူရန်ចောင်းသားဘဝရောက်ပြန်တော့ ဘဝင်မြင့်ပြီးចောင်းသားတို့နဲ့ကင်းကွာခဲ့တာကြောင့်ခေါင်းဆောင်ဘွားကပြုတ်ပြန်ရောတယ်ဗျာအာယာကိုကရဲ့အဖေကအာယာကိုကကိုဆုံးမခဲ့တဲ့အချက်တွေဟာမှတ်သားစရာတော့အကောင်းသားဗျာအာယာကိုကအောင်မြင်ကြီးပွားခဲ့တဲ့အကြောင်းရင်းတွေထဲမှာသူ့အဖေရဲ့တသက်နာတွေလည်းရော့ပြွနေရန်ရှိတယ်ဗျာသူကအီတလီယန်လူဘမှုចောင်းတက်တဲ့အခါចောင်းနေပတိတွေမကဆရာဆရာမတွေကပါမကြကြနှိမ်နာခံရတဲ့အခါသူ့အဖေရဲ့ဩဝါဒကမတား မင်းတက်ခွန်အားဗလကြီးတဲ့လူနဲ့ယင်ဆိုင်တဲ့အခါလက်သီးချင်းရှင်ပြီမထိုးလင်နဲ့မင်းနာမှာပဲအုံနောက်သွင်းပြီးအနိုင်ယူပါရဲဗျာသူ့အဖေဟာအရာရာကိုအစွမ်းကုန်ကြိုးစားပြီးအမြင့်ဆုံးရအောင်ယူမှန်းချက်ထားဖို့သူ့ကိုစိတ်သက်စင်စည်တကူလုပ်ခဲ့တာလေမတားစရာပဲဗျာအဲ့ဒါကတော့သူ့ကျောင်းသားဘွားကကျောင်းသားဥကြီး900လောက်ရှိတဲ့အထဲမှာ အစ်စ်စနစ်ရတဲ့အကြောင်းသူ့အဖေကိုဝမ်းမတတပြုတ်ပြတော့သူ့အဖေက မင်းဘာကြောင့်ပထမမရတယ်လဲဆိုပြီးငိုတုတယ်ဗျာအာယာကောကရဲ့ဖေဟာအာယာကောကကိုတသက်လုံးမမေ့နိုင်တဲ့စီဝါကြီးဥပဒေနှစ်ခုကိုသင်ပေးခဲ့တယ်ပထမဥပဒေတကတော့မိမိငွေရင်းနှီးကြီးမတဲ့အလုံးမလုပ်ဖို့တယ်ဗျာရင်းနှီးများများလူလူဗန်တိုက်တွေငွေချေးရတဲ့အခါဗန်တို့ပြီပြီဗန်လက်ထဲကိုကိုယ်လုပ်ငန်းထိုးရသွားရတဲ့လူတွေဗျာနောက်ဥပဒေကတော့စီဝါကြီးအချင်းချင်းနဲ့ရင်ဆိုင်ရတဲ့အခါ အစားအသောက်လုပ်ငန်းကိုလုပ်ပါလို့ဆိုသည်ဗျာစားသောက်ကုန်လုပ်ငန်းဟာဘယ်တော့မှမတင်ကိုဘူးဆိုပဲအယကောကအဖေဟာသူဩဝါဒနဲ့အညီသူကိုယ်တိုင်စားသောက်ဆိုင်ဒီဇိုင်းဖွင့်ပြီးအမေရိကန်နိုင်ငံမှာဖြစ်ခဲ့တဲ့1930ပြည့်နှစ်စီးပွားရေးပြက်ကွက်ကိုရင်ဆိုင်ခဲ့တယ်အယကောက1952ခုနှစ်မှာဖူကုမ္ပဏီကနေထွက်ပြီးအစားအသောက်ကူစရဲလုပ်ငန်းလုပ်ဖို့တောင်းစစ်ကူးခဲ့သေးဆိုပဲ။ သူဟာစားတော့ဆိုင်ဆေးဆိုင်ကိုအချက်ချာကြတဲ့လူစီကားရာမြို့လေကားဂိတ်ဒီမှာဖွင့်ပြီးအစားအသောက်တွေကိုဗဟုတနေရာကစူးစီးဝယ်ယူချက်ပြုတ်စီမံနောက်မှဆိုင်တွေကိုလိုက်ဖြန့်ဖို့စီမံချက်ရေးဆွဲခဲ့မှုတည်းသူအဲ့ဒါလိုကြံစားစိတ်ကူးချိန်မှာအခုတိတ်ပြီးနာမည်ကြီးနေတဲ့မတော်နယ်စားတော့ဆိုင်လုပ်ငန်းဟာအိမ်မက်တော့မှတ်ပုံမရသေးဘူးတည်းဗျာအယကောကတက္ကသိုလ်ဒုတိယနဲ့ရောက်တော့ပလဲစိကန်ကိုဂျပန်တွေကဘုံကျဲတာကြောင့်အမေရိကန်လူငယ်အများစုဟာ အမိနိုင်ငံကြီးကိုကာကွယ်ဖို့စစ်သည်ကိုအလုံးရင်ဝင်ကြတယ်။အဲ့ဒီအခါမှာအာယာဂောကဟာတိုက်လိရင်တစည်းကိုကုတိုင်မောင်းပြီးဖက်စစ်ဟစ်တလာနဲ့နောက်လိုက်တီရှိတဲ့နေရာကိုဘုံမှုရွာချခြင်းနဲ့စိတ်နဲ့စစ်သည်ဝင်ဖို့စီရင်ပေးခဲ့ပြီးမယ်။ငငယ်ကဖျားနာ ထားတဲ့တန်းကြောင့်စိတ်မအောင်လို့စစ်သားမဖြစ်လိုက်ရပြန်ပါဘူး။အာယာဂောကဟာစစ်သည်ဝင်ဝင်မရလိုက်တာကြောင့်စိတ်ပြက်ပြက်နဲ့အင်ဂျင်နီယာဘာသာရက်ကိုအပတ်တကုတ်လေ့လာလိုက်တာ။ အလင်တောင်းမြူနာကလေးအိုင်းဆက်မှုတက္ကသူကိုထူးယွန်စွာဝင်ဝင်ရခဲ့တယ်။သူဟာလေးအိုင်းတက္ကသူကနေဆက်မှုဆိုင်ရာဘာသာရပ်ကိုဂုံတူးနေအောင်ခဲ့တယ်။အမေစကားမဆက်သူ့ဆရာတယောက်အကြောင်းတတိယလို့ပြောရအောင်မယ်။သူလေးအိုင်းတက္ကသူမှာတက်နေတဲ့အချိန်သူ့ရဲ့ယူပပီတာပေါမခဗမင်ဟာ စာသင်းနေရင်ခဏခဏပျောက်သွားတတ်တယ်။အဲ့ဒီလူပျောက်သွားတာဟာတကယ်တော့နေရွက်ကိုသွားပြီး မင်းဟတန်စီမံကိန်းကိုအကောင့်ထဲဖုံးနေခဲ့တာဆိုပဲ။အော်မင်းဟတန်စီမံကိန်းဟာအမေရိကန်ရဲ့အနုမြူပုံထုတ်လုပ်မှုထိပ်တန်းလျှို့ဝှက်ချက်စီမံချက်တွေဗျာ။လေဟိုင်းတက္ကသိုလ်မှာလေးနှစ်ပညာသင်ပြီးဖို့ကုမ္ပဏီမှာအလုပ်ဝင်မဲ့ဆက်ဆက်အာယာကိုကမမျှော်လင့်မဲနဲ့ပရင်တန်တက္ကသိုလ်ကနေစက်မှုဆိုင်ရာမဟာဘွဲ့အတွက်ပညာသင်စုရခဲ့ပြန်ရော်တယ်ဗျာ။ तू ကအလုပ်ဝင်ရမလား။မဟာဘွဲ့အတွက်ပရင်တန်ကိုပဲတက်ရမလား။ ဝေဝဲမရဖြစ်နေတဲ့အချိန်မှာဖို့ကုမ္ပဏီရဲ့တာဝန်ရှိသူကမဟာဘွဲ့အတွက်ပရင်တန်ကူတာသွားပါအာယာကိုကအတွက်အလုပ်တနေရာအစင်းသင့်ချန်ထားပါမယ်လို့ဂရီပေးတာကြောင့်အာယာကိုကပရင်တန်တက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့ပြန်တယ်ပရင်တန်ကနေမဟာသိပ်မှန်ဘွဲ့ရတဲ့1946ခုနှစ်မှာအာယာကိုကဒက်စရမြို့မှာရုံးချုပ်အဖြစ်ခြေစိုက်ထားတဲ့ဖို့မော်တော်ကားကုမ္ပဏီမှာအလုပ်သင့်အင်ဂျင်နီယာဖြစ်လာခဲ့တယ်သူအလုပ်ဝင်ငန်းဒီအချိန်မှာ သူခံယူချက်ကတော့ကျုပ်အားသဘောတရားနဲ့နားမချပါနဲ့ကျွန်ုပ်ဒီအသက်25နှစ်ပြည့်ချိန်တွင်တစ်နှစ်လျင်ဒေါ်လာ1000ဝန်းကျင်ရှိနေရမည်ထို့နောက်တန်းကျွယ်တတိဘဝကိုခံယူနိုင်အောင်ကြိုးစားမည်ကျွန်ုပ်အတွက်တက္ကသိုလ်ဘွဲ့အဆောင်ရောင်များသည်တန်ဖိုးမရှိငွေသာလျင်ဗဒာနာပဲဖြစ်သည်ဆိုပေဗျာအာယာကုတ်က1956မှာချက်စတာမြို့စိန့်ရောဘတ်ဘုရားကျောင်းမှာမေဒီနဲ့လက်ထပ်ခဲ့တယ် သူကတဖြည်းဖြည်းနဲ့မော်တော်ကားစီးပွားရေးလုပ်ငန်းရဲ့စီမံခန့်ခွဲရေးထုတ်လုပ်ရေးရောင်းဝယ်ရေးကဏ္ဍတွေကိုကျွမ်းလာရကနေ1980ခုနှစ်မှာ Ford Company ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာပါရောတယ်ဗျာသူလှုပ်ဖို့ကိုင်းပေါင်းနေတဲ့မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်းမနာရောမာတောင် ပါခဲ့တယ်ဆိုပဲဗျာ1980ဒီဇင်ဘာမှာအယာကောက Ford Company ရဲ့ဥက္ကဋ္ဌရာထူးကိုရလာခဲ့တယ်သူ Ford Company ရဲ့ဥက္ကဋ္ဌရာထူးကိုရတော့အီတလီကသူ့ဆွေမျိုးတွေဟာ အာယာကိုကရဲ့ယုံငန်းကိုအလေရောက်ကြတဲ့အခါအာယာကိုကတယောက်အရှင်လက်လက်နဲ့နတ်ဘုံနန်းန်းကိုရောက်သွားတယ်လို့တောင်းတန်တော်ချီးမွမ်းခဲ့ကြရတယ်တကယ်တော့အာယာကိုကဟာစက်မှုအင်ဂျင်နီယာတယောက်ပြီးပြီးငိုတကားပုံစံသစ်တည်ရှင်တဲ့နေရာမှာ သူမတူအောင်ထူးချွန်နေဆိုပဲအာယာကိုကဟာငိုတကားလောကကိုဒုလူမွေရီလူနှောက်လာနိုင်ခဲ့တယ်ဒါကြောင့်မဲ့သူဟာဖုတ်ကုမ္ပဏီအတွက်နာမည်ကျော်မက်စတင်ဆိုတဲ့ကားတစ်စီးကို ပုံစံထုတ်ပေးနိုင်ခဲ့ပြီးတော့မက်စတင်ရဲ့ဖခင်ဖြစ်လာတယ်ဆိုပဲမက်စတင်ဆိုတာအမေရိကန်ပြည်ပေါင်းမြန်မာတမျိုးရဲ့နာမည်တည်းဗျကျေပြန့်နဲ့မြေပြန့်လူမျိုးများတဲ့ကျဆပြီးအမေရိကန်ဗီဇတက်တီကိုဖွင့်ညွှန်းနေပေါ့ဗျာလူငယ်ကြိုက်ဆွဲဆောင်နိုင်တဲ့ကာတစင်ဖြစ်အောင်အချက်၃ချက်ရှိတယ်ဗျာ၁ပုံစံမြူးကြဆန်းကြရမယ်၂ဈေးသက်သာရမယ်၃တောင်းတင်းကြံ့ခံပြီးဆက်စွန်းအားကောင်းရမယ်ဆိုရဲ့ မော်တော်ကားပေါ်ကမက်စတင်မြင်ပြင်းနေတဲ့တစိုက်ဟာလက်ရည်ပြင်းနေတဲ့ပုံဖြစ်နေပြီးအမေရိကန်မြင်းပြန်ကွင်းကြီးရဲ့မြင်းပြေးလမ်းကြောင်းဟာလက်ဝဲရည်ဖြစ်နေလို့လူအများကမြင်းပြောင်းပြန်ပြင်းနေရဲဆိုပြီးဝေဖန်ကြပေမဲ့ကိုကွာကတော့မြင်းရိုက်မှုစိတ်ထင်ရပြေးတာပါဗျာလို့ဖြစ်ရှင်းရပြေးခဲ့တယ်တကယ်တမ်းမက်စတင်ဈေးကွက်ထဲရောက်တဲ့အခါအာယာကိုကမျော်မှန်းတယ်လို့မက်စတင်ကလက်မှန်ကိုဥတီပြီးအရှိန်နဲ့ဒုံဆိုင်ပြေးတယ်လို့အောင်မြင်ခဲ့တယ်ဗျာ အမှန်ကမက်စတင်းကိုနာမည်ပေးဖို့ရွေးကြတော့ငါကူကာဒါမှမဟုတ်တူရင်နိုးဆိုပြီးအဲ့ဒီအမည်နှစ်ခုတည်းကတခုခုရွေးဖို့စီစဉ်ခဲ့ကြတယ်။နောက်တော့တူရင်နိုးဆိုတဲ့အီတလီနာမည်ကိုရွေးဖို့ဆုံးဖြတ်လိုက်ကြတယ်။ဖြစ်ချင်တော့အဲ့ဒီအချိန်မှာဖို့ရဲ့အကြီးအကဲဟင်နရီဖို့ဟာအီတလီသူတခုလက်မိမတယောက်နဲ့တွဲခုန်နေလေတော့ကားအစ်စ်ကိုအီတလီနာမည်ကြီးမပေးအောင်ဟင်နရီဖို့ဆွေမျိုးသားချင်းတွေကဝမ်းဖြတ်ကြတာနဲ့မက်စတင်းလိုဖြစ်လာတဲ့ဗျာ။ ဟုတ်ကဲ့အပိုင်း58ခုဒီမှာပဲခိတရဏခွင့်ပြုပါခင်ဗျာလာမယ့်အပိုင်း59ကိုလည်းစောင့်မျှော်ပြီးအားပေးကြပါဦး